ဒီနေ့တော့ဆရာနံပါတ်34ဖြစ်ပါတယ်အခန်းကြီး34အငယ်1မှ3ဖယားသခင်မရှိဟုမိုက်တော်သူသည်ထင်တတ်၏ထိုသောသောသူတို့သည်ဆွေးမြေ့ယူရင်း၍ဆဲဆုပ်ပွေသော အမှုကို ပြုတတ်ကြ၏ကောင်းသောအမှုကိုပြုသောသူတယောက်မျှမရှိ နာလေသောသူဖျားသခင်ကိုရှာသောသူတစုံတယောက်ရှိသည်မရှိသည်ကိုတိမြင်ခြင်းဟံဒါရဖျားသည်ကောင်းကင်ဘောကလူသားတို့ကိုငုံ၍ချီးရှုတော်မူ၏လူအပေါင်းတို့သည်လမ်းလွဲကြပြီးတညီတညွတ်သည်ဆွေးမြေ့ယူရင်းချင်းရှိကြ၏ကောင်းသောအချင်းကိုချင်းသောသူမရှိတယောက်မျှမရှိအငယ်၄မှ9 မုံကိုစားတဲ့ကဲ့သို့ငါဤလူတို့ကိုကိုက်စား၍ဒါဝရဖျားကိုပထနာမပြုသောအာရမလူအပေါင်းတို့သည်မတိဘဲနေရကြသလိုတို့ဖြစ်၍အလွန်ကြောက်လန့်ကြလိမ့်မည်အကြောင်းမူကားဖျားသခင်သည်ဖြောင့်မတ်သောလူမျိုးပဲ၌ရှိတော်မူ၏နှိမ့်ချလျက်ရှိသောသူသည်ဒါဝရဖျားကိုခိုလုံသောကြောင့်တင်တို့သည်သူ၏အကြံစီကိုအရှက်ကွဲစေတတ်ကြ၏ ဤဒေလအမျိုးကိုကဲတင်ခြင်းကျေးဇူးတော်သည်ဇီးုံတောင်ပေါ်မှာပေါ်ထွန်းပါစေသောတိမ်တွားခြင်းကို ခံရသော လူမျိုးတော်ကိုတဖန်သာရဖျားသည်ဆောင်ခဲ့တော်မူသောအခါယာကုပ်သည်ဝမ်းမြောက်ခြင်းဤဒေလသည်လည်းရွှင်လန်းခြင်းရှိလိမ့်မည်ခေနဝီဒူမပြန်တင်မနော်ဘိုင်